နော်ဒီနေ့ဒွေတယောသားလေးတွေကိုပဲဖတ်ပြချင်ပါတယ်ဒီတယောသားလေးတွေကိုရေးသားထားသူတွေကတော့ဆရာကဘာတိုင်ဆုံးမောင်စမုံနဲ့ဆရာအဖျံကွီးတို့ပဲဖြစ်ပါတယ်တယောသားလေးတွေကိုဖတ်ခွင့်ပြုဝါရန်ဆရာမောင်စမုံဆရာအဖျံကွီးနဲ့မုံမခမေယာ Facebook ပေးတို့အားကျွန်တော်ဒီနေရာကနေပြီတော့ပဲလေးလေးဆဆနဲ့ထပ်မံ၍ခွင့်တောင်းရပါသည်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသော ပြည်ရင်းပြည်ပမှချက်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းချမ်းသာကြပါစေဗျာအေးတော်ဘုံအောက်ကိုအောင်ရမည် ွားလုံးထက်တာတဲ့မင်းအောင်လိုက်ကြားဖြန့်မြောင်းရွှေကုတ်ကူကကြားဖြန့်ခိုင်းတွေကိုအပြတ်နေနေတော့မယ်လို့စစ်တပ်လက်အောက်ခံ BGF နိုင်မောင်စောပြောအမေရိကန်နဲ့တရုတ်ဖိအားကြောင့်မဟုတ်လို့ဆိုဆိုသောဆိုငိုတဲ့စကားပယ်ဆောင်ချိန်သွားတဲ့လမ်းကိုလှမ်းနဲ့ငနွားလို့စဆူရမလို့ပဲနိုင်မောင်စောကစောချစ်သူအစားကြောင်တောင်တောင်စကားတွေပြောချီပြီး ရွှေကုတ်ကူမဘယ်သူမှမလာနေငါတို့ဘာသာနှိမ်နေမယ်မင်းတို့ဖီအားကြောင့်မဟုတ်ငါတို့အတညာအခုမှမှန်လာလို့လုံနေတော့ဆိုပြီးမဟုတ်တာပြောလာပြီကြောဖြန့်တွေ ချမ်းမချမ်းဘလို့စစ်မလဲဒီအတွက်ဒီအကွက်စင်တော့လူရန်အတီအဲ့ဒါကိုစစ်တပ်နဲ့ပူးပေါင်းနှိမ်နေမယ်ဆိုတော့ဘယ်တက်တီမှမကြံ့တော့ဘူးပေါ့မြမပြေတွင်ပိုင်းလုံုံဆုံးစစ်တပ်ရဲ့နေရာတွေမှာရွှေ့ကျင်တာရွှေ့တာရွှေ့ကျင်နေသူ ရွှေ့တာ ACC ဆိုတဲ့နှစ်ချက်ွယ် PDF ကကိုဝတာကြောက်ဖြန့်နေနေချိန်နဲ့တိုက်ဆိုင်နေတယ်လို့လေဟုတ်တယ်လို့မိုက်ကန်လိုက်သေးတယ်ရွှေကုတ်ကိုကိုနိုင်ငံသားယင်းနှီးမြုံနံမှုဖိတ်ခေါ်ခဲ့တာကဖွံ့မျိုးတိုးတက်စေခြင်းလို့ဖိတ်ခေါ်ခဲ့တာပါအဲ့ဒီအပေါ်မှာနိုင်ငံသားသားတွေကသူတို့ရဲ့တိုးတက်တဲ့ဤပညာတွေနဲ့ကဘာပေါ်မှာလိန်လယ်မှုပြုလုပ်လာတယ်ဆိုတာကိုကျွန်တော်တို့အခုနောက်ပိုင်းမှာတွင်တွင်ကြဲကြဲလေးသိလဲရတာပါ အရာအကြောင်းအခုနေချိန်ခါမှာကမာကြီးနဲ့တူအိမ်နီးချင်းနိုင်ငံနဲ့တူ ကိုရော့ဆိုးရနဲ့တူ ပလန် A ပလန် B ပလန် C ရှိတဲ့နေရာမှာပလန် B နဲ့ပလန် C ကိုပေါင့်ပြီးတော့အပီးတိုင်းဖယ်ရှားရှင်းလင်းမှုလုပ်ဆောင်မေလုံးဝပပျောက်တဲ့အထိရပ်ပိုင်းအတွင်းမှာအပီးတိုင်းဖယ်ရှားရှင်းလင်းမေနောက်ထပ်ဆိုရာတဲ့ဘာဟာပေါ့နိုင်မောင်စော BGF ကကြားဖြတ်နေနေရန်လုပ်ဆောင်ရမှာ ကဘာကြီးရဲ့ဖီအားကြောင့်ဖြစ်ပြီးဘယ်နိုင်ငံရဲ့ဖီအားမှမရှိကြောင်းဖြန့်တွေကြောင့်ကဘာပြည်သူတွေနဲ့နာနေလို့ဒီလိုလှုပ်ဆောင်မှုဆုံးဖြတ်တာလို့လေဒင်းကတီကြီးဆက်ပွားတယ်အရင်က ABC ရှိတယ်အခုက B ကိုကြောင်း PC ကိုလုံမယ်တယ်ရွှေကုတ်ကိုထောင်တဲ့ကောင်ကတရုတ်လက်ရောက်အမေရိကန်က BGF နဲ့ DKBA ခေါင်းဆောင်တွေကိုရန်ထုတ်ခံပြီးမှအပိဖြတ်မယ်အကြီးနဲ့ကယ်လို့ အဲ့တော့တရုတ်ကမင်းအွန်လိုင်းကိုပြောလိုက်တဲ့ plan A လီပြီးမှဒင်းတို့ကိုကြိုးတုပ်မဲ့ပြီးလာမယ်ပြီးရင်တော့စီပေါ်တေရန်ကလွယ်ပါရှိမလဲအခုကိုစစ်တပ်ကရွှေကုတ်ကိုရဲကို BDF နဲ့တူတွဲဖက်ဝင်အောင်နေရာယူထားပြီး KK Park လိုဟန်ပြကြားဖြတ်ရေးယူမှုများဆောင်ရွက်တလို့လို့ ਨੇ သူတို့ဖြတ်ချင်တဲ့တပ်သေးဖြတ်စီရှင်းလင်းပြီးကလောက်ဇလန်ခင်းတော့မှာ KK Park လိုအဖြတ်ပြတဲ့နေရာပြ မဖြတ်တဲ့နေရာမဖြတ်ဖဲထားတက်သေးခွာနေရာပြောင်းမေလူတီများတဲ့နေရာကနေတောင်ကြားတွေထဲမှာနေရာတွေ စောက်ပြီးပြန်ရွှေ့နေကြတာရန်ကုန်အနီးတစ်ဝိုက်အထိရွှေ့တာလောက်ကြပြီလေနေစက်မှာမထတော့ကြောင်ချင်းချင်းလဲအစဉ်ပြေတဲ့နေရာလိုက်လာကြဖို့ချိတ်ဆက်အားပေးကြောင်းသွေးပြနေကြပြီတကယ်တော့ကြောင်ဖြန့်ကဘိုးဘိုးအောင်ဝါလုံးလိုတစ်ခုဖြက်နှစ်ခုပေါ်ပဲတတိယတဖြက်နှစ်တတိယတပေါ် အခုဆိုရန်ကုန်လိုမြို့ကြီးတွေပေါ်ထိတပြည်လုံးအနှံ့ရှိပြီမဟာလာအုပ်စုကစနစ်တကျရွှေပြောင်းပင်နေတာပဲအခုလဲကြားဖြန့်ပြက်ရှင်းမယ်လို့ကြားဖြန့်အားလုံးတည်အောင်ပြောပြီးအကောင်သေးတွေနဲ့ရှုပ်ရှက်ခံအောင်မှွေနောက်ပြီးအကြီးတွေကိုခြေအားဖြောက်တာအပြည့်သက်အမိဖြန့်နှိမ်နှင်းတာမဟုတ်ဘဲရန်ကုန်မှာပြန်ဆုံမယ်လို့တာလီတရုတ်တထေးတွေလည်းပိုက်ဆံတွေပစ္စည်းတွေတင်ပြီးကားတွေနဲ့ထွက်ပြေးသွားကြပြီလို့သတင်းကြားတယ် အခုညရွှေကုတ်ကောမှာထွက်ပြေးနေကြတဲ့ကြားဖြန့်လုံသားတွေနဲ့လမ်းပေါ်မှာပြင်းနဲ့ရှုပ်ရှက်ခတ်နေတာပဲလို့ဒေတာကန်စားတော့ဆိုင်လောက်ကင်နေသူတဦးကပြောရည်လီလမ်းများအားလုံးနေပြီတော့လားတရုတ်လုပ်ငန်းရှင်တွေကလည်းလုပ်ငန်းရာကြီးရဲ့နာမည်ပြောလို့လုံသားတချို့ဟာရွှေကုတ်ကိုအနီးတစ်ဝိုက်ကျေးရွာတွေမှာပဲတွားရောက်ခိုလုံမို့ထွက်ပြေးနေကြတာလို့မြမစည်ရင်ကင်လုံသားတဦးကပြောပုံထောက်ရင်းသူတို့ခြေကြရမှာ တစတစပြန်ခေါ်ကြမှာပဲလီကြောင်းဖြန့်ကနှိမ်နှင်းလေးကျေဖြန့်လေးဖြစ်လာတယ် BGF နေနေလဲရင်တခါကြောင်းဖြန့်လုပ်ငန်းတွေကိုတကြိမ်နှိမ်နှင်းသလိုလိုလုပ်ခဲ့တယ်လက်ရှိမှာလုပ်ငန်းတွေပုံပြီးပြန်လေကျေဖြန့်လာတာပဲရှမ်းမြောက်ကြောင်းဖြန့်တွေလဲနေနှန့်ခြေဆန့်ပြီးရှမ်းမြောက်ပြင် ရှမ်းရှိထိဖြန့်လာတာပဲလာရှိုးကိုစစ်တပ်ပြန်အုပ်တော့ရှမ်းမြောက်မှာကြောင်းဖြန့်ပြန်လုပ်လို့ရတော့တာပဲလီဝါနယ်ဒီမှာလဲပြည့်ပါပဲ BGF အနေနဲ့ plan ABC ဆိုပြီးစစ်တပ်နဲ့ပေါင်းပြီးနှစ်ပေါက်တစ်ပေါက်ရိုက်ဖို့ကြံတာပါပဲစစ်တပ်ခိုင်းတာပဲလုပ်နေရတာပါသူတို့ကတော့ထုပူနေရောပေါ့တောင်သိန်းချီရှိနေတာကိုရွှေကုတ်ကုံမြို့ပြင်ပနဲ့တချို့နေရာတွေမှာခိုးဝက်လောက်ကင်နေသူတွေတထောင်ကနေနှစ်ထောင်ကျော်ရှိနိုင်တယ်လို့နိုင်မောင်စော်ကတီပေါက်ခံမှန်းပြသေးတယ်အယူအကွက်ကတော့နင်းပြင်းနေနေတော့တက်လာတဲ့ဗီဒီယိုဖိုင်တွေမှာ လူတွေကတိတ်ချီလိမ့်မယ်။တချို့အလုံးပိတ်ခိုင်းခံနေရသူတွေလည်းအခုတော့ခွင့်ရရလို့ထွက်လာကြတယ်။အခွန်ငွေတိတ်မရတော့တဲ့စစ်တပ်ရဲ့ရည်မှန်းချက်အတိုင်းကြောက်ဖြန့်တွေဟာနှိတ်ကိုရခက်လောက်အောင် နိုင်ငံအနှံ့ပြန့်သွားနေပြီ။အင်တာနက်ရှိရင်ကြောက်ဖြန့်ရှိလို့ရတာကိုအင်တာနက်ကမင်းအွန်လိုင်းလက်ထဲမှာဘိုးဘွားဝါလုံးကမှတစ်လုံးဖြည့်ရင်နှလုံးပေါ်နိုင်တာမင်းအွန်လိုင်းကြောက်ဖြန့်ကတော့တယုံဖြက်သုံးယုံပေါ် တနေရာဖြက်လေးနေရာပေါ်ဖြစ်နေတာလीကဘာတိုင်းဆုံးမောင်စမုံရှောင်းသဝင်နေမှာငတက်ပြားကိုထားရစ်ခဲအချိန်ကတဇွန်မုံလာပြီကြော်တရညကာလာဖြစ်ဤအနီနေကိုတခိုးကြီးများညဟူ၍လဲခေါ်ကြသေးဤကျွန်ုပ်အားဖြန့်ကွေးသည်အိမ်ရှိကိုပြစ်၌မန္တလေးဘူးတုံနှင့်ရေနွေးချမ်းတို့မြည်ရင်ရှေးအောင်နှောင်းပြစ်များကို ြန်လဲတွေးတောနေမိ၏တခိုးကြီးများညာဆိုလင်ယောဂကာလာသားများမှာအလွန်တောင်းကျမ်းကြ၏တကြီးရင်ကလဲရင်ကိုယောထိတ်ကကုတ်ကိုပင်မောကျို့ဖြင့်ဆွဲတင်ထား၏တကြီးမှာလဲပြောက်၍မျက်စိတောင်းတောင်းအောင်ရှာရ၏ယောထိတ်နကွန်မနဲ့ယုံများကိုယောရဲရှိအိမ်များရှိသူပို့ထားသဖြင့်ယောသားများခမအုံပွဲငပြောပွဲများနှင့်တောင်းမှန်၍နကွန်းစီတို့ပြန်ပို့ကြရ၏ အလွန်ပျော်စရာကောင်းသောဓလေ့ဖြစ်၏ယခုတော့မြို့ပြရက်ွက်များ၏လမ်းမော်တွင် ပိုက်ဆံစွန့်သူပန်းတကူပြစ်သူပိုက်ဆံကောက်သူများနှင့်စီကားနေ၏အရှိန်မတည်သေးသောဘုံကထိန်လူကံမန်းတက်ကလည်းဒီဂျေသချင်းသံမဆဲသည်ကျွန်ုပ်သည်တဦးရဲထိုင်ကလောင်မင်းကြီးကို မော့ကြည့်နေ၌အိမ်ရှိခြံစည်ရိုးကိုလူတယောက်သည်လွှာကနေဖြတ်ကျော်လာပြီးခြံအတွင်းသို့ဝင်ရောက်လာ၏ ျွန်ုပ်လည်းသခိုးထင်၍အော်မြည်ပြုစဉ်အနီလူသည် ကျွန်ုပ်ကိုပြစ်ပေါ်တော့တက်ထိုင်လာ၏ကျွန်ုပ်ကအတင်ပေသူနီးဟုမေးမြန်းရာ အနီလူကကြုံငတ်တက်ပြဟုဆိုလေ၏ကျွန်ုပ်လည်းအနီလူဟာအခဲခတ်ကြည့်ရာအယံမောင်းကောင်းပြီးဝိယုံနဲ့မျက်နှာဖုံးနဲ့တို့ကိုဝတ်ဆင်ထားသဖြင့်ငတ်တက်ပြဟုယုံကြည်ရခက်ခဲဖြစ်နေစဉ်အနီလူကပစိုးကောင်ကြိုက်အောက်ကပေါင်မော်ရှိကြောင်စင်းကြောင်တက်ယုံများကိုပြရာ ကျွန်ုပ်မှယုံရလေတော့ဤအသိငက်တဲ့ဗျာပဇာကြောင့်ကျွန်ုပ်စီလာရသည်။ကျုပ်ဘဝရှင်မေတ္တရာကြီးရဲ့နေပြည်တော်ကပြန်လာတော့ဆရာဖြန့်ကိုရင်ဖွင့်เสียရှိလို့နို့နေပါဦးငက်တဲ့ဗျာဆိုတာအင်းဝမြို့တီဒရုံမင်းပြလက်ထက်ကလီ အခုဘယ်ရောက်နေတာလဲကျုပ်ကိုဒရုံမင်းပြကဖမ်းပြီးပြန်လို့ပြေးပြီးတဲ့နောက်စကိုင်းမှမနေတော့ဘူးအဝဘက်မှလည်းမခိုးတော့ဘူး မဟာမြိုင်တော်မှာတရားအားထုတ်နေတော့အခုလာတာက စကိုင်းကပြည်သူတွေဒုက္ခရောက်နေတယ်ကြားလို့ကုညီရအောင်လာတော့ဟုတ်တယ်ငတဲ့ပြောင်းစကိုင်းပြည်သူတွေမှာစစ်ပေးတံတင်ရတယ်ထင်းငလင်ကြီးကလှုပ်သေးတယ်ကုံသေးနှုံးတွေကလည်းကြီးတော့လူတွေတိတ်ဒုက္ခရောက်ရှာတယ်ဒါနဲ့ရင်ဖွင့်မယ်ဆိုတာကတီလိုဆရာဖြန်ကြီးကျုပ်စကိုင်းရောက်ပြီးအဝဘက်ကူးတယ်အဝကပြက်ပြီးအောက်ဖက်မှာနေပြီးတော့တဲထားတယ်ဆိုလို့ ယခင်ကခိုးဝဲစူဆောင်းထားတဲ့ကြောက်မြက်လေးတွေရောက်ပြီးဤဝီကားလေးဝဲကအောက်ကိုဆုံးရတယ်။မန်းလေးကလည်းစုံတော့ပေါ့။ဟုတ်တယ်။နေပြည်တော်ရောက်တော့မူးမန်းတဲ့တထေးစကြွယ်တွေဘယ်မှနေကြသလဲလို့နေဖက်မှာရုတ်ဖြက်ပြီးစနီးနာထွက်ခဲ့တယ်။ဒါမှညဘက်ခိုးလို့ရမှာမဟုတ်လား။ထုံစံအတိုင်းမူးမန်းတဲ့တထေးစကြွယ်တွေစီက ခိုးယူပြီးစေရမပြည်သူတွေကိုခွဲဝေပေးမယ်ပေါ့။ဒါပေါ့ ဒါဗိမဲ့လေမှန်းကျက်နဲ့နှမ်းထွက်မကြိုက်ပါဘူးဆရာဖြန်ရောပဇာเจ้าတို့ငတက်ပြမြည်သည်မခိုးဝင်เสียမရှိစို့အဲ့တော့ရှေ့တုန်းကပါအခုကမုံမတ်ရောဝင်ကြီးဝင်ကလေးရောစစ်သူကြီးစစ်ကဲတွေရောတကယ်ဆောင်မှာမကြမ်းအကုန်တခိုးတွေဖြစ်နေတယ်ဗျဟုတ်ပါမလားဟာဟုတ်တာပေါ့သူတို့ရတဲ့လာစာနဲ့သူတို့ပိုင်ဆိုင်မှုသူတို့သားသမီးတွေတုံဖြုံမှုတွေကြည်တာနဲ့တိတာပေါ့ အိမ်တွေကတဦးကို၄၅လုံးလောက်ပိုင်ကြတာနေပြည်တော်မှာ၂လုံးပြည်ဦးလွင်မှာ၃လုံးရန်ကုန်မှာ၃လုံးကလောမှာ၃လုံးဆိုတော့ကျုပ်ကဘယ်ခိုးရမှန်းမသိတော့ဘူးဒါဆိုရင်တထင်းစကြွေရီစီကခုတ်ကွာ မလောက်ပါနဲ့ဗျာသူတို့လည်းလောက်ไก่မကောင်းလို့ညှိတွားနေကြတာအယောင်ဝင်မရင်မင်းပြင်းမင်းတန်ကတင့်သေးဒီကြတဲ့ကြွယ်မတယောက်ကသူ့ပန်ချင်းငွေလေးစိုက်ဆက်ပေးပါ ဆိုလို့ပြန်ပြေးခဲ့ရသေးတယ် တာနဲ့လက်လျှော့လိုက်ရတယ်ပေါ့ဘယ်လျှော့လိမလဲငတ်တက်ပြပဲညံ့နဲ့မှာတိုက်ချောင်းကရိုးစိတ်ကနေတက်ပြီးမိသွေးတိုက်တကားကနေဝင်တာသရုံမင်းပြအိမ်တော်ရဲ့ဝင်တာပေါ့လွတ်လာပြီပေါ့လာတာတော့မပြောနိုင်ဖြူသရုံမင်းပြကညဘက်မိဖူးပြမိမပြိုချောချောလေးတွေနဲ့ကွန်ပျူတာတွေစပွဲပေါ်ချကအလုတ်လုံနေတာဖြူပဇာလုံနေတာတော့ ကျုပ်လည်းမသိတော့သရိုမင်းများကိုမင်းရတာပေါ့သရိုမင်းများကကျုပ်ကိုဖန်တုံကတခိုးတွင်ယူပြီးကျုပ်နဲ့အတူမူးမတ်တွေအိမ်လိုက်ခိုးဘူးတယ်လीအဲ့ဒီကလေးကခိုးရဟွက်ရတာဝါသနာပါသွားဆိုပြီးအခုတော့သူကတပည့်တွေမွေးပြီးကဘာပတ်ခိုးနေတယ်ဆိုပြီးဟေးမရင်နဲ့မိမပြိုလှလှလေးတွေကသူ့တပည့်တခိုးမလေးတွေပဲကျုပ်ကိုနင့်လို့ပေါင်နေကြောင်မျက်လုံးထက်ပြီး ခုံစရာပြန်စရာမလိုဘူးလေအင်တာနက်လိုင်းကနေကဘာပတ်ခိုးလို့ရတဲ့ကြာဖြန့်ဆိုပဲဗျာကျုပ်ကလည်းသွေးတောက်ညီကိုဖြစ်ထောက်ဝူးတဲ့တစ္ဆာကြောင့်ခွန့်လွတ်လိုက်မိတယ်နောက်တစ်ခါသူ့စီလာရင်အရင်လုံမိသွေးတိုက်မှာတန်ချေချင်းခတ်မှာမဟုတ်ဘူးနင်ခိုးဝတ်ထားတဲ့ရွှင်ငွေတွေအားလုံးသူ့စီရအောင်ပြန်ခိုးပြမိတယ်ဒါနဲ့ကျုပ်လည်းနေပြည်တော်ကပြန်ပြေးခဲ့ရတယ်ကျုပ်မကငတက်ပြားရီဇလန်းကိုနားထောင်ပြီး တဟာဟာယင်နေမိ၏ငတက်ပြားကယင်မနေနဲ့ကျုပ်မဟာမြိုင်တော်ကိုပြန်တော့မေမပြန်ခင်စကိုင်းဝင်ပြီးကျုပ်တီထားတဲ့မရှိခနဖျားကိုဖူးပြီးနာမည်ပြောင်းပြရအောင်မေပဇာနာမည်ပြောင်းမလို့လေငတက်ပြားရဲ့ဟုကျွန်ုပ်ကမေးလိုက်တော့ခါငတက်ပြားက မရှိတဘဝဟုဆိုကဝှက်ခနဲ့ကျွန်ုပ်ရှေကထွက်ခေါ်သွားလေတော့တည်းအာဖြန်ကွီး